နာအကြောင်းကိုကောင်းသောအပြစ်မှုများအကြောင်းကိုသင်ယူရမှာဖြစ်ပါတယ်။ကဲကြည့်ရအပေါ်မှာတော့ပုံလေးနဲ့ပေါ့နော်။မျိုးသမီးနှစ်ယောက်ကနေပြီးတော့တယောက်ကိုတယောက်လက်အုပ်ချီထားကြပါတယ်။ကဲ 1A free reading 1A free reading เนาะဆရာကဒီမှာသူ့ရဲ့ original site ကြတော့เนาะပုံလေးရဲ့ original site ကြတော့မရလို့ဆရာနည်းနည်းလေးချဲ့တာ ဆရာเนาะအပေါ်အပေါ်လေး roll roll up လောက်ွားလိုက်မယ်เนาะအဲ့ဒါမျိုးလေးဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအတွက်အဆင်ပြေမှာဖြစ်ပါတယ် one a reading pre reading pre reading pre ဆိုတာကကြိုတင်ရွေ့လို့တိပရနော် pre reading ကြိုတင်ပြီးတော့မလုပ်မလဲဖတ်မယ်တဲ့ number 1 how polite do you think ဟမ်ဘယ်လောက်ထိယဉ်ကျေးလဲလို့မင်းထင်တယ်လေတဲ့ you should be to those people ဒီလိုလူတွေကိုအဲ့ဒီလူတွေကိုတဲ့နော်မင်းဘလောက်ထိရင်ကျေးနိုင်မယ်ရင်ကျေးသင့်တယ်လို့မင်းထင်တယ်လဲ tick နော် tick your answer then compare your answer with the partner tick your main error เนาะ answer လေးတွေကို tick လုပ်ပါဖြည့်ရမှာပေါ့เนาะ तू อ่ะ तू သူ့ရဲ့ criteria လေးတွေပေးထားတယ် နောက်ပြီးလို့ရှိရင်ね compare your answer with the partner ကိုယ့်ရဲ့ partner တယောက်နဲ့အတူလေ့ကျင့်ပေါ်လေ့ကျင့်ပတ်လို့ပြောတာနော်အဲ့လေ့ကျင့်ပေါ်လေ့ကျင့်ပတ်နဲ့အတူမင်းရဲ့ answer ကို compare လုပ်ကြည့်ပါကဲဆရာ roll up လုပ်ပါဘီကဲကြည့်အောင်ဒီဘက်မှာဇာတ်လေးနဲ့ပေးထားတယ် people လူတွေဘလို့လူတွေလဲဆိုလာမယ်နော်လူတွေမှာဘလို့လူတွေလဲ parent 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 လို့ပြောနော် parent parent မိဘ sibling ညီကိုမောင်နှမ grandparent เนาะအဖိုးဘွား close friend เนาะဒီမှာတော့နည်းနည်းသိပြီးတော့မကြီးပါတော့ပုံလေးစာအုပ်ထဲမှာကျတော့နည်းနည်းပြန်နေတယ် close friend နီးစပ်တဲ့တကယ်ချင်းနေနောက်တစ်ခုက neighbor neighbor ဆိုတာအိမ်နီးနားချင်း teacher ဆရာတွေ school principal ကျောင်းအုပ်ကြီး classmate အတန်းဘော် cleaner တန်ရှင်းရေး shopkeeper เนาะစိုင်းပိုင်းရှင်เนาะစိုင်းပိုင်းရှင်နောက်တစ်ခုက traffic policeman ်ဆရာတို့ကြတော့လမ်းပြပလိတ်နော်လမ်းပြပလိတ်လို့ခေါ်တယ်နောက်တစ်ခုကရင်ဒိန်းရဲလဲခေါ်တယ် medical doctor ဆရာဝန်နော် medical ကြတော့တလုံးချင်းပြောမယ်ဆိုရင်စေဘဆိုင်ရာဆရာဝန်နော်စေဘဆိုင်ရာဆရာဝန်ကဲအဲ့ဒီလူတွေ people လူတွေကတော့ဆရာတင်ပြပေးပြီးွားပြီအတိတ်ပဲလေးတွေပြောပြီးွားပြီပေါ့နော်ကဲဒီနေရာမှာလူတွေဘယ်လိုမျိုးယူသေးရမလဲ a little polite လား သူက criteria လေးပေးထားတယ်ပေါ့နော် a little polite လာနည်းနည်းလေးပဲယဉ်ကျေးလာ polite ယဉ်ကျေးတာလာ very polite အရန်ယဉ်ကျေးရမှာကဲ parent ဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘကိုယ့်ရဲ့မိဘဆိုလို့ရှိရင်နည်းနည်းလေးပဲယဉ်ကျေးရမှာလားပုံမှန်ယဉ်ကျေးရမှာလားအများကြီးယဉ်ကျေးရမှာလားဆရာဆိုလို့ရှိရင်တော့ very polite ကိုမွေးလာတဲ့မိဘတွေဆိုတော့ဟိုကတော်လေးเนาะအရန်ယဉ်ကျေးရမှာဖြစ်ပါတယ် sibling sibling ဆိုလို့ရှိရင်ရောဆရာတော့ဆရာအနေနဲ့ပြောတာဆရာတော့ polite ပုံမှန်ပဲနော်နည်းနည်းလေးလည်းမဟုတ် grandparent grandparent နေလဲမိဘနဲ့တခိုင်းနေပဲဖြစ်တဲ့အတွက် very polite ပါအရင်ရင်ကြည့်ရမှာ close friend close friend ကတော့ပုံမှန်တော့မဟုတ်ဘူးဆရာဆိုလို့ရှိရင် a little polite ပဲနော် a little polite ပဲ neighbor အင်းနာချင်းနေအင်းနာချင်းနေဆိုလို့ရှိရင် polite ပါ a little မဟုတ်ဘူး polite ပါပဲနောက်တစ်ခု teacher ဟောကိုယ့်ရဲ့ဆရာသမားလीဟုတ်လားဆရာပြောတာ ကိုယ့်ရဲ့ဆရာသမားတွေကြတော့ very polite ပါ school principal ကျောင်းဆရာကြီးကျောင်းဆရာမကြီးသူတို့ကပို့ပြီးတော့မှပေးရအောင်မယ် very polite မှာဆရာ tick လုပ်ပါတယ်နောက်တစ်ခု classmate attend ပေါ့ attend ပေါ့ဆိုလို့ရှိရင်တော့ဆရာက a little polite ပဲเนาะ a little polite ပါနောက်တစ်ခု cleaner cleaner ဆိုလို့ရှိရင်ဆရာတို့က a little မရတော့ဘူး polite ပုံမှန်ပေါ့เนาะပုံမှန်ဆရာတို့ယဉ်ကျေးမယ် shopkeeper shopkeeper ဆိုလို့ရှိရင်လည်းဆရာတို့က polite ပါပဲ traffic policeman ဆရာအနေနဲ့ကြားလို့ရှိရင်တော့ polite ပါ medical doctor medical doctor ဆိုလို့ရှိရင်လည်းဆရာကတော့ polite နော်ဒါမှမဟုတ်လို့ရှိရင်လည်း very polite ပေါ့နော်ကိုစိတ်ကူတာပေးတယ်နော်လူတွေတို့စိတ်ကူတာပေးတဲ့အတွက် very polite ပါ traffic policeman ကတော့ကိုယ့်ရဲ့သဘောနဲ့ပေါ့နော်ဆရာတို့လို့ရှိရင်တော့ polite ပါ ကဲဆရာကတော့ဒီဒီညာလေးတွေမှာเนาะတစ်လုတ်ပြီးသွားပါပြီကဲဆရာရဲ့တပည့်เนาะကျောင်းသားကျောင်းသူတွေဥစ္စာနဲ့နိုင်ရှင်ပြီးတော့လေ့လာကြည့်လို့ရပါတယ်ကဲဆရာနောက်တစ်ခု